ရက်ရှိစင်တဲ့ကဘာပတ်မဲ့အစီအစဉ်ဇလန်ရဲ့အစာမှာပါစီပါတူးလို့ခေါ်တဲ့တရုတ်လူမျိုးတယောက်ကအင်္ဂလန်ရဲ့ဘန်ကုတ်ကိုဖောက်သွားတာကြောင့်ပဲမြန်မာရဲတွေကအဲ့ဒီတခုကိုလိုက်ဖမ်းဖို့လုံရင်းနဲ့ရှုပ်ရှက်ခံနေပါတယ်ရဲတွေကလိုက်သူကပြင်းနေနောက်ဆုံးမြင်းလက်တခုပေါ်တက်ပြီးသူ့ရဲ့မျက်နှာပေါ်မှာရုပ်ဖြတ်ထားတဲ့မုတ်စိတ်မွေတွေကိုခွာချပြီးပြန်ဆင်းလာခဲ့ပါတယ်သူကမမှတ်မိတော့ဘူးလို့ထင်ထားခဲ့ပေမယ့်အင်္ဂလိပ်ရေးတယောက်ကမှတ်မိနေသေးတာကြောင့်နီးရတပင်ပေါ်တပ်ပုံရင် ဲဒီမှာ Philip Force ဆိုတဲ့သိပ္ပံယူတယောက်နဲ့စုံပါတယ် Philip Force ကလူသားတွေမလုံနိုင်သေးတဲ့အရာတွေကိုမှစမ်းသပ်လုပ်ကြည့်ခြင်းနဲ့သူတို့ဖြစ်ပြီးသူ့နာမှာဘသူကမှကြကြမခံနိုင်တဲ့အထိသူကစမ်းသပ်မှုတွေကိုယူတဲ့သူပါပါစီပါတူလဲရဲတွေလက်ကလွတ်ဖို့သူစမ်းသပ်မှုတွေမှာပါဝင်ဖို့လွတ်လိုက်တဲ့သူဆိုပြီးရောချလိုက်ပါတယ်ဒီမှာပဲပါစီပါတူတယောက်ရဲလက်ကလွတ်ချင်တာနဲ့သူအမားလုံးမိပြီဆိုတာနောက်တော့သိလိုက်ရပါတယ် အဲ့ဒီစံတမှုကနေအချိန်လုံးပြီးအပြင်ကိုလွင့်ထွက်သွားလို့ Phyllis Ford လည်းလိုက်ဖမ်းရပါတော့တယ်။နောက်ဆုံးတော့သူ့ရဲ့ယူနွေးငွေသုံးဆက်ကယူနွေးငွေကုန်သွားလို့ဓာတ်တိုင်နဲ့တိုက်ပြီးအချိန်သေးသွားပါတယ်။ Phyllis Ford ကတော့သူ့ရဲ့ဆက်ကလူသားတစ်ယောက်အတွက် အမြန်နိုင်ဆုံးစံချိန်ကိုကြော်သွားလို့ပြောနေပါဗျ။တတိရှိတဲ့ပါစီပါတူကိုနောက်ထပ်သူအစီအစဉ်မှာပါဝင်စီခြင်းပေမဲ့ပါစီပါတူကတော့တော်တော့ပြီဆိုပြီးနောက်ထပ်စံသတ်မှုတွေကိုမလုပ်နိုင်တော့ဘူးဆိုပြီးထွက်ပြေးခြင်းနေပါပြီ။ဒါပေမဲ့ရဲတွေကိုတွေ့လိုက်လို့ထပ်ပြီးပါဝင်ပါမယ်ဆိုပြီးသဘောတူလိုက်ရပါတယ်။ Phyllis Fox ကတော့သူ့ရဲ့အောင်မြင်မှုကိုမဟာသိပ္ပံဌာနကိုတင်ပြခြင်းနေပါပြီ။မဟာသိပ္ပံအဖွဲ့ရဲ့ခေါင်းဆောင်ကတော့လူတို့ကိုသူတို့အဖွဲ့ကဖန်တီးမှုတွေကိုအပြင်ဘက်မှာကြွားလုံးထုတ်နေပါတယ်။အဲ့ဒီချိန်အင်္ဂလန်ဘဏ်ဖောက်ခံရလို့ဆိုတဲ့တဲ့ရင်ကိုလူတယောက်ကလာပြောတာကြောင့်ခေါင်းဆောင်ကဒေါသအကြီးကျယ်ထွက်သွားပါတယ်။ ဘာလို့လဲဆိုတော့အဲ့ဒီဘဏ်ကမဖောက်နိုင်အောင်သူတို့တိတ်မှအဖွဲ့အစည်းကအာမခံပေးထားလို့ပါပဲအခုဘဏ်ကနေပါသွားတယ်ဆိုတဲ့ပစ္စည်းကလည်းအင်္ဂလန်နေခိုးရတဲ့ကြောက်စင်းရုပ်ထုကိုပြန်ခိုးခံလာရတာပါပါစီပါတူကသူတို့အမွေနဲ့ပစ္စည်းကိုအင်္ဂလန်ကခိုးရလို့ပြန်ခိုးသွားတဲ့သဘောပါပဲအမျိုးသမီးဘူဂျိုကတော့ အဲ့ဒီပစ္စည်းကိုသူပြန်ယူပေးမယ်ထပ်မပြောက်စေနဲ့ဆိုပြီးခေါင်းဆောင်မှုချိန်မောင်းသွားခဲ့ပါတယ်ပါစီပါတူကတော့သူ့ရဲ့ကြောက်စင်းရုပ်ထုကိုအသေးချာဖွက်နေတော့မှာပဲဖီလစ်ဖော့ကသူမဟာသိမ့်မှဖွဲ့စည်းကိုတောင်းမှဖြစ်လို့ဘိန်းတက်ထားတဲ့သူ့ရဲ့ဖနက်ကိုအသင်းပြင်ပေးထားဖို့ပြောပါတယ်အဲ့ဒါကတော့ဒီဘက်ခေတ်မှာစကိတ်ဖနက်ဖြစ်လာမဲ့ဖနက်ပဲဖြစ်ပါတယ်အဲ့ဒီခေတ်ကသူကအဲ့ဒါကိုစပြီးတထွင်းခဲ့တာပါဒါပေမဲ့ဖီလစ်ဖော့တယောက်သိမ့်မှဖွဲ့စည်းမှာသူထင်းလို့မဖြစ်လာပါဘူးသူရဲ့တင်ပြမှုတွေကိုတိတ်ပံဖွဲ့စည်းကလက်မခံတာကြောင့် Phyllis Ford ရောက်စိတ်ဆိုးသွားခဲ့ပြီးတိတ်ပံဖွဲ့ခေါင်းဆောင်ကို သူကဘာကိုရရှိစစ်နဲ့ပတ်ပြမယ်ရခဲ့ရင်လက်ရှိခေါင်းဆောင်ကယာရုကဆင်းပေးရမယ်မရခဲ့ရင်ဒီမဟာသိမ့်ပါအဖွဲ့ကိုခြေလုံးဝမချတော့ဘူးဆိုပြီးစိန်ခေါ်လိုက်ပါတယ်ပါစီပါတူကလည်းကြောက်ဆင်းရုပ်ကိုရွာကိုပြန်တဲသွားရမှာမို့သူ့ရွာကိုပြန်ဖို့နီးလမ်းမယ်ဆိုပြီးဒီခီးစင်မှာသူကပေါင်းမှုဆုံးဖြတ်လိုက်တယ် အာနာရှိသူတွေထထောင်အာနာပူရှိတဲ့တိဗံခေါင်းဆောင်ကရဲတယောက်ကိုသူတို့မထွက်ခင်သူတို့ရင်ကယင်စည်းကနဲ့မညီဘူးဆိုပြီးမြင်းနေနေပဲတွားလို့ရမယ်ဆိုပြီးအနောက်ဆက်ပေးဖို့လွှတ်လိုက်ပြီးမယ်။မောင်မြင်းခဲ့ပဲ Felix Force တို့နှစ်ယောက်ကခီးစွတ်ထွက်လာခဲ့ပါပြီ။ဒီနေ့ကကဘာကူစပတ်တဲ့ပထမဆုံးရက်ပဲဖြစ်ခဲ့ပါတယ်။တိဗံဖွဲ့စည်းရဲ့ခေါင်းဆောင်ကသူတို့ကိုနှောက်ရှက်ဖို့နောက်ထပ်လူတွေလွှတ်ထားပြီးသားပါ။ဒါပေမဲ့တိုက်ဆိုင်သွားတဲ့ Edison ရဲ့မီးလုံးတီထွင်မှုကိုခင်းကျင်းပြသမဲ့ကြော်ညာစာရကြောင်းဝင်ကြည့်မယ်လို့လှုပ်ချက်မဲ့သူတွေရဲ့လမ်းကလွှဲတော့ခဲ့ပါတယ်။ ဒီမှာအဆောက်အအုံမှဝင်ပြီးအယ်ဒီဆင်ရဲ့သိပ္ပံပြာခံမဟုတ်ပဲပကြီးပြာခံတစ်ခုဖြစ်နေခဲ့ပါတယ်။အဲ့ဒီမှာပကြီးဆရာမတစ်ယောက်နဲ့တွေ့ပြီးသူကတော့မေးပါ။မေးကသူ့ရဲ့ပကြီးလက်ရာတွေကိုကြွားနေတော့မှပဲအမျိုးသမီးဘူဂျုံလွှတ်ထားတဲ့သူတွေကသူတို့ကိုရန်ပြူကြလို့ပါစီပါလူကပကြီးကပြာခံတဲ့ကစေးရည်နဲ့အတူအဲ့ဒီသူတွေကိုတိုက်ခိုက်ရပါတယ်။ဟိုနှစ်ယောက်ကတော့ဘာမှမသိပဲလေဖုတ်လို့ကောင်းနေတော့မှနောက်ဆုံးတော့အကုန်လုံးအတူတူထွက်ပြေးရပါတယ်။ပကြီးဆရာမကလည်းပကြီးအစ်တွေဖန်ဒီကိုကဘာအနှံ့ရောက်ချင်ဘူးတဲ့ဆိုပြီးဇွတ်လိုက်ချင်နေကြတယ်။ နောက်ဆုံးမြို့မြန်နဲ့ထွက်ပြေးကြပြီးမြို့မြန်ပြန်ထွက်သွားကန်ဒီမှာအလစ်တုတ်တဲ့အဖွဲကြီးကသူတို့ရဲ့ကဘာပတ်ဖို့ပလွဲတဲ့ပတ်စံတွေထည့်ထားတဲ့အိတ်ကိုကိုးသွားလို့ပါစီပါတုကမိုးပြန်မူအောင်ပေါ်ကနေဆင်းပြီးလိုက်ယူရပါတယ်အဲ့ဒီချိန်သူတို့နောက်လိုက်တဲ့သူတွေရောက်လာလို့မီးဘုံကိုမြန်မြန်ထွက်လိုက်ရတဲ့ကြောင့်ပါစီပါတူလည်းမီးဘုံပြန်ရင်ကျိုးကိုခိုးစည်းခဲ့ရပါတယ်။ကံကမကောင်းညနော်။ဘောင်းမီနဲ့ရုပ်ထုကပါညင်းနေလို့ဘောင်းမီချုပ်ပြီးကျိုးကိုတွဲတောင်းဆွဲလိုက်ရင်လည်းလိုက်သွားရပါတယ်။ မီးဝုံရံပေါ်မှာမေကိုမလိုက်ဖို့ပြောပေမဲ့မေကစွပါပဲဒါနဲ့ယထားပေါ်ရောက်တဲ့အချိန်မှာတော့ယထားကမောင်းတာနှေးတာကြောင့်သူတို့ခီးစဉ်ကလည်းရက်80ပဲရတာကြောင့်ယထားမောင်းကို Philip Force ကယထားကိုမြန်မြန်လေးပေါင်းဖို့တွပြောပါတယ်အဲ့ဒီအချိန်မေကပါစီပါတုကတကူးကူးကိုလှုပ်ဝက်ထားတာသူသိနေတယ်ဆိုပြီးပြောလို့ပါစီပါတုလည်းသူ့ရဲ့ကြောက်စိမ်းယုံတုအကြောင်းပြောပြလိုက်ပါတယ်ဒီမှာမေကသူ့ရဲ့ခီးစဉ်အဆုံးလိုက်လို့ရအောင်ကူညီပေးရင်ပါစီပါတုရဲ့လှုပ်ဝက်ချက်ကိုဘယ်သူမှမသိအောင် ပြန်လှုပ်ရပြီမဲ့ဆိုပြီးပေးယူလုပ်တယ်။အဲ့ဒီချိန်ဖီလစ်ကယထာဝန်နဲ့အတူပြန်အောင်လာပြီးသူ့ကိုခီးသေးကခီးသေးလိုနေဖို့ပြောသွားတယ်။ဒီမှာဖီလစ်ဖော့ကမေကိုဒီယထာဘော့ကစင်နာနဲ့ကိုလန်းကိုသွားဖို့ပြောပါတယ်။အဲ့ဒီချိန်ပါစီပါတုကမေကသူ့နဲ့အမျိုးတော်နေရဟုအခုစကားပြောကြည့်မှသိရပြီးသူ့မိရဲ့နှောင်းဝမ်းခွင့်ညီမကမွေးတာဆိုပြီး ခေါ်သွားပြီးဖို့ Felix Ford ကိုတောင်းဆိုပါတယ် Felix Ford ကတော့ဒီလောက်နဲ့လက်မခံခြင်းပဲဖြစ်နေတော့မှတကယ်လို့ရထားကိုမြန်အောင်လုပ်ဖို့သူလုပ်ပေးနိုင်ရင်လိုက်ခွင့်ပေးမလားဆိုပြီးမေးကမေးလိုက်ပါတယ် Felix Ford ကလည်းမဖြစ်နိုင်လောက်တဲ့ကိစ္စမျိုးသဘောတူလိုက်ပါတယ်ခဏနေတော့မေကပြန်လာပြီးယထာကလည်းအ мян သွားတာကြောင့်သူစကားနဲ့သူလိုက်ခွင့်ပေးလိုက်ရပါတယ်။ယထာဘောကသူတို့စထွက်တုန်းကတားခဲ့မှုတဲ့ရဲကလိုက်လာကြောင်းနည်းနည်းတော့တိုက်ခိုက်လိုက်ရပါသေးတယ်။နောက်ဆုံးအဲ့ဒီရဲကသူ့စရိုက်နဲ့သူယထာဘောကပြုတ်ကျသွားပါတယ်။ ပါစီပါတူကကဲသေးပြီပဲမမီလိုက်ပါဘူးတကယ်တော့ရဲကြုံနဲ့တိမ့်ပံကောင်းဆောင်တို့ကပေါင်မီတနိုင်ငံလုံးစီကသူတို့လူတွေကိုလွတ်ထားပြီးပါပြီမနပိုင်းတစ်ခုမှာယထာကရုတ်တရက်ရက်သွားပြီးတူရကီနိုင်ငံရဲ့မင်းသားကသူတို့ကိုတွေ့ဖို့ဖိတ်ခေါ်လိုက်တဲ့ဆိုပြီးလာခေါ်ပါတယ်။သွားမဲ့ခီးစဉ်ကအရေးကြီးလို့မလိုက်ချင်ပေမဲ့မင်းသားတစ်ယောက်ကခေါ်လာဆိုတော့ညင်းမရတာကြောင့်ယထာဘကဆင်းပြီးလိုက်သွားလိုက်ရပါတယ်။အတီးမုတ်ဝါသနာပါတဲ့မင်းသားကအတီးမုတ်အကခုံနေနဲ့အစားတောက်တွေကိုပါအဲ့ခံပါတယ်။ မင်းသားရဲ့အမျက်နှိုးဆုံးအရာကသူ့ရဲ့ပုံတူရုပ်ထုပါပဲဘလောက်တောင်လဲဆိုလညိုလေးနဲ့တောင်အထိုးမခံနိုင်ခဲ့ပါဘူးအဲ့ကမူရီပြီးမှသူတို့ပြန်မယ်လို့တော့မေကိုကြိုက်သွားတဲ့မင်းသားကထားခဲ့ရမယ်ဆိုပြီးပြောလို့သူ့တံမိုးထားတဲ့ရုပ်ထုနဲ့ချိန်ချောက်ပြီးခေါ်ခဲ့ရပါတယ်ဒါပေမဲ့ဟန်ပြလုံရင်လက်တစ်ဖက်ကကျိုးသွားလို့အဲ့ဒီလက်တစ်ဖက်နဲ့တကားကိုဂလန်းခဲ့ပြီးထွက်ပြေးလာခဲ့ရပါတယ်နောက်တော့အိန္ဒိယကိုရောက်တော့လဲအိန္ဒိယရဲတွေကသူတို့ကိုလိုက်ဖမ်းပြန်တယ်အဲ့ဒီမှာလဲမိမလိုရုပ်ဖြတ်ပြီးနောက်ဆုံးတော့လွတ်မြောက်သွားခဲ့ရပါတယ် အဲဒီနောက်မှာတော့ပါစီပါလူကရုပ်တုကိုပြန်ပေးဖို့သူ့ရွာကိုသူသွားခဲ့ပါတယ်။ရောက်တော့အဲဒီရွာလူတွေကသူတို့ရွာသားမှုကြိုးဆိုကြတာပါ။ Phyllis Fox ကထူးဆန်းနေတယ်။ဒါကိုရိမ့်မိသွားတဲ့မိကဒီရွာသားတွေကသူတို့တလေးကိုကလူစိမ်းကိုလည်းအဲ့ဒါလိုပဲတင်းတင်းနီးကြိုးဆိုကြရဲဆိုပြီးညာပြောလိုက်တယ်။ပါစီပါတူလည်းရွာရဲ့လူကြီးကိုကြောက်စင်းရုပ်တုကိုပြန်ပေးလိုက်ပါတယ်။ အဲ့ဒီညမှာဖီလစ်ဖော့ကရွာကသူတွေနဲ့တောင်းရင်ပါစီပါတူအခန်းထဲမှာအိတ်ဖို့အသွားမှာပါစီပါတူရဲ့မိသားစုဓာတ်ပုံကိုတွေ့ခဲ့ရပြီးပါစီပါတူဖေရေးထားတဲ့အကြောက်စင်းရုပ်ထုပြန်ယူဖို့ပြောထားတဲ့စာကိုပါတွေ့သွားတာကြောင့်ဖီလစ်ဖော့တယောက်သူ့ကိုလိန်ထားမှန်းသိသွားပါဗျ။ပါစီပါတူကိုလည်းသူ့ကိုလိန်ထားလို့စိတ်ဆိုးပြီးကြမ်းခီကိုတယောက်တည်းဆက်သွားရမယ်လို့ပြောထားလိုက်ပါဗျ။ဒါပေမဲ့ယွာကထွက်မသွားခင်မှာပဲကြောက်စင်းလိုချင်နေတဲ့အဖွဲတွေကဖမ်းသွားလို့သူတို့၃ယောက်စလုံးအဖမ်းခံရရတယ်။အဲဒီအဖွဲကောင်းဆောင်ကကြောက်စင်းပမာလေလို့မေးတော့ Felix Ford နဲ့မေးက ီကိစ္စနဲ့ဘာမှမပတ်သက်တာကြောင့်ရှင်းကျင်ရင်သူနဲ့ပဲရှင်းဆိုပြီးကျန်တဲ့နှစ်ယောက်ကိုလွတ်ခိုင်းပြီးသူနဲ့အဲ့ဒီအဖွဲ့ရင်းနဲ့အများနဲ့တရားမလို့အချိန်မဟန်ခဲ့ပဲရွာကလူတွေရောက်လာပြီးကဲတင်ပြီးခဲ့ရတယ်အဲ့ဒီနောက်ရွာသူကြီးတွေကကြောက်စင်းရုပ်ကိုသူ့ညာသူပြန်ထားလိုက်ပါတယ် ဖီလစ်ဖော်ကတော့သူခီးစဉ်ကိုသူတယောက်တည်းဆက်သွားဖို့လုပ်ခဲ့ပြီးဒါပေမဲ့ဆန်ဖရန်စစ္စကိုမှာလူလိမ္မာနဲ့တွေ့ရင်ငွေတွေပါအကုန်ပါသွားတာကြောင့်ခီးဆက်သွားဖို့ငွေမရှိတော့လို့တောင်းစားနေရတဲ့ဘဝရောက်နေပါတယ်။အဲဒီအချိန်ဖာစီပါတူးနဲ့မေရိုလိုက်လာပြီးဖီလစ်ဖော်ကိုခီးဆက်ဖို့သူတို့ကူညီမယ်ဆိုပြီးအတူခီးထွက်ခဲ့ကြပါတယ်။သူတို့၃ယောက်စလုံးအတူတူပြန်ပြီးတော့ခီးဆက်ကြပြီးလမ်းမှာတီထွင်ရတဲ့ဝါသနာပါတဲ့ညီကို၂ယောက်နဲ့စုံတယ်။အဲ့ဒီယောက်က Phyllis Ford ရဲ့ပရိသတ်ပါလို့ပြောပြီးသူ့ကိုဖန်တီးထားတဲ့နောက်လေရင်ဖြစ်လာမယ်မူရန်းကိုပြတယ်။ ဲ့ဒီညီနောင်ကအားလုံးသိကြတဲ့လေရင်ကိုစတင်တီထောင်ခဲ့တယ်။ right ညီနောင်မှာအခုဆိုရင်ခရီးထွက်လာတာရက်80ကျော်ခဲ့ပြီပဲဖြစ်လို့နယူးယောက်ကနေအင်္ဂလန်ကိုတင်မောစီပြီးအပြန်ခီးကိုစတင်တော့မှာပါ။အဲ့ဒီမှာရဲတယောက်ကတင်မောဆိုပြီးညှွန်လိုက်လို့တက်သွားပြီးမယ်အထဲရောက်မှသိရရတာကဂိုဒေါင်တစ်ခုဖြစ်နေပြီးအမျိုးသမီးဗိုလ်ချုပ်နဲ့သူ့လူတွေကအဲ့ဒီမှာရှိနေခဲ့ပြီးပါစီပါတူးကိုလည်းတတ်နိုင်သလားတိုက်ခိုက်ပြီးနောက်ဆုံးမှတန်နဲ့လှုပ်ထားတဲ့ဆိုင်းဘုတ်ကြီးတစ်ခုက မျိုးသမီးဘူချုပ်ဘော်ကိုကြားလို့ကိစ္စချောသွားခဲ့တင်မောစကတော့နောက်ကျသွားပါတယ်ဒါကြောင့်မဲ့ဖီလစ်ဖော့ရုပ်အဖွဲကရရတင်မောနဲ့ပြန်မို့လုသွားပါတယ်အခုချိန်ကတော့နောက်ကျနေပါပြီကန်းကဆိုကျွန်တော်တင်မောကလောင်စာကုန်သွားလို့လန်ခူးလက်မှာဆက်သွားမရဖြစ်နေပါတယ်ကြံရမရဖြစ်နေတော့ဖီလစ်ဖော့ကငှက်တွေကိုမြင်ပြီးအကြံတစ်ခုရသွားတယ်ဒါကတော့အညင်အောင်ပြလိုက်တဲ့လေရင်ပုံညာမှာပဲဒါကြောင့်တင်မောမှာလေရင်ကိုဖန်ပြီးဖို့ဆုံးဖြတ်လိုက်ပါတယ်ကပတိန်ကလည်းသဘောကောင်းတဲ့သူမျိုး ဟုတ်လေဆက်သွားမရမဲ့တူတူဖီလစ်ဖော့ဆိတ်ကြိုက်လို့ဖို့အလွယ်လေးလေးပဲခွင့်ယူပေးလိုက်တယ်။သူကလည်းသိပ္ပံပညာရှင်ပဲမို့မူချမ်းဆိုရင်ဘာမှမလုပ်နိုင်နဲ့။တိဆောက်လို့အချမ်းပြည်စည်းသွားတော့ရင်ကိုကြည့်ပြီးတော့သာစိတ်ချမ်းသာနေကြပါရယ်။ညဘက်ရောက်တော့ဖီလစ်ဖော့နဲ့မေရိုးနဲ့ကတင်းမပေါ်မှာအကြီးဆိုင်နေရင်ချစ်သူတွေဖြစ်သွားပါရယ်။အကြီးဆိုင်ရုံနဲ့မဟုတ်ပဲအနန်းတွေပါခြေနေလို့ပါစီပါတူကပါရှောင်ပေးနေရပါရယ်။ရက်80ပြည့်ဖို့နိုင်ပိုင်းအလိုမှာအဲ့ဒီဖန်တီးထားတဲ့ရင်ကပြီးဆုံးသွားလို့စတင်ပြန်တန်းလာခဲ့ပါရယ်။ သူတို့ပြန်တန်းလာရင်လီရင်ကကျိုးတွေပြတ်ထွက်သွားလို့အင်္ဂလန်ကိုမနေဆိုက်ရောက်အောင်သွားခဲ့ရပါတယ်။သူတို့ရင်ဆိုက်ရောက်ပြီမဲ့အဲ့ဒီလိုဆိုက်ရောက်ရုံနဲ့မပြီးပါဘူး။အချိန်မီတိတ်ပန်အဖွဲစီကိုသွားမှနိုင်မှာဖြစ်ပါတယ်။အချိန်ကမလိုတော့တာကြောင့်အပြေးသွားရမယ့်အချိန်မှာပဲခေါင်းဆောင်လွှတ်ထားတဲ့ရဲတွေကလာဖမ်းလို့အချိန်နှောင်းနေခဲ့ပြီးစိန်ခေါ်ထားတာကြာရှုံးသွားရပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်ဘယံမှရောက်လာပြီးခေါင်းဆောင်ကကြောက်စိန်လုံးခိုးရတာအတွက်ရောလက်နက်ခဲရန်တွေအစိုးရဝန်ထမ်းဖြစ်တဲ့ရဲတွေကိုပါကိုယ်တော်နဲ့ကိုအုံပြုခဲ့တာကြောင့်ဖမ်းလိုက်ပါတယ်။ နောက်မှာဘယင်မကရက်ရှိစင်မပြေသေးဘူးပြောတော့ Phyllis Ford တရိရသွားတာကသူကအမြဲတည်းရကြိုတွက်တတ်တဲ့သူဆိုတော့ဒီနေ့ဟာ86ရက်ပဲရှိသေးတာကြောင့်သူအောင်မြင်သွားပြီဆိုတာကိုတရိရသွားပါတယ်။ဘယင်မကတော့အဲ့လိုထူးချွန်တဲ့အရေးရှိရှိတဲ့ Phyllis Ford ကိုအခုအခုလက်ဟာနေတဲ့မဟာသိပ္ပံအဖွဲ့ရဲ့ခေါင်းဆောင်နေရာကို Phyllis Ford ကိုပေးအပ်လိုက်ပါတယ်။ဒီလိုနဲ့ရက်80အတွင်းမှာသူတို့၃ယောက်ကကဘာကိုအောင်မြင်စွာပတ်နိုင်ခဲ့ကြပါတယ်။